ီပြည်သူတွေနဲ့အတူမြေပြင်မှာနေပြီးတော့ဒီတိုက်ပွဲဝင်နေကြတယ်။အဲ့ဒီအခြေအနေကနေပြီးတော့အခြားသူတွေအတွက်တော့အခွင့်အရေးတွေဖြစ်ခဲ့ကြပြီမယ်လို့ဒါတွေကိုသိပေမယ်လို့ဟိုလွယ်လွယ်မဲ့ပြကြတယ်။ဒီတန်ဖိုးတွေကိုမထီမဲ့မြင်ပြကြတဲ့စကားတွေကြုံလာရတယ်။အဲ့ဒါပြည်သူလူထုတချို့ထံကလည်းကြားရတယ်လို့ကျွန်တော်တို့ရဲ့တပ်အချင်းချင်းစီကနေလည်းကြားရတာရှိတယ်။ဟုတ်နော်အဲ့ဒါကျွန်တော်တို့တက်မှာမဟုတ်ပါဘူးအညာမာတွေလိုမျိုးဟိုအားနေတဲ့သူတွေအပေါ်မှာအဲ့ဒီရိုက်ခတ်နေတဲ့စကားတက်ပုံမကြဘူးစစ်ပုံမကြဘူးဆိုတဲ့စကားတွေပေါ့နော်ဒါကတော့ဟို ဖြစ်ပုံကြတယ်တက်ပုံကြတယ်ဆိုတဲ့နေရာမှာလက်နက်ကိုင်ပြီးတိုက်နေရတဲ့အဖွဲ့အစည်းတွေအတွက်အဓိကလိုအပ်ချက်ဖြစ်အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒါပြပြဝါဝါလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအားနည်းချက်ကိုအရန်ကြီးနင်းပြောနေတဲ့ကိစ္စမှာတော့ဒီအညာကတော့မရှိရှိတာနဲ့ဖြစ်တယ်လို့အသက်ပေးပြီးတော့ပြည်သူလူထုအတွက်ဘဝနေစည်းကဲကြတဲ့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေအပေါ်မှာနည်းနည်းဟိုမချီမဲ့မြင်ပြုတယ်စော်ကားတဲ့အနေအထားတွေဒီတောင်မှာတက်ရောက်တာကြုံရရအခုကျွန်တော်တို့ဟိုရဲဘော်တွေဒီမြေပြင်မှာဆိုရင်တို့ကိုယ်တိုင်ကြံတော့လာရရှိတယ် ကျွန်တော်တို့ရဲ့စူးစမ်းအထောက်အမှုတွေကဟိုဘာမှတန်ဖိုးမရှိလို့လားပေါ့နော်ကျွန်တော်တို့အညာသားတွေရဲ့ဖိဆက်မှုတွေကဘာမှကိုပဲအာသူတို့တော့အမှတ်ပြဖြစ်စရာမရှိလို့လားပေါ့နော်တချို့သူတွေကပြောကြတယ်အတက်ပေါ်မကြဘူးဆိုတဲ့ကိစ္စတွေပေါ့နော်အဲဒီသူတို့ကပြောတာကတော့တပိုင်းထားပါတော့တချို့တပ်ဖွဲ့ဝင်တွေကအဲ့လိုမျိုးဟိုဒီကျွန်တော်ဘီအနာရီမှာမဟုတ်ပါဘူးအခြားလူတွေအဖွဲ့လေးတွေပေါ်မှာလည်းဒီတက်ပုံမကြဘူးဆိုတဲ့ကိစ္စတွေအပေါ်မှာမိမိကိုကိုကိုယူဝင်ချောပြီးတော့အခြားအပေါ်မှာဒါမတိမဲ့မြင်နဲ့ပြောဆိုကြတာတွေကြားနေရတာတွေရှိတယ်။ဘာပဲဖြစ်ဖြစ် ရားတွေကလိုအပ်တယ်ဆိုတာလက်ခံပါတယ်။ဒါပေမဲ့လို့ဒီအညာမှာခက်ခက်ခဲခဲနဲ့တိောက်ထားတဲ့တပ်ဖွဲ့တွေအပေါ်မှာနော်ဟိုထိုက်တဲ့နဲ့လေးစားမှုပေးလို့မရဘူးလား။မိမိတို့ကိုယ်တိုင်ရောဒီခွန်ရေးတွေဒီလိုအခြေအနေတွေတိောက်ဖို့ဘယ်သူတွေကြောင့်ရလဲဆိုတာလေးနည်းနည်းတော့ပြန်စမ်းသပ်ပေးကြစီစဉ်နေပေါ့နော်။ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ကဆက်ဆက်ပြီးလို့စကားအရာပြောခြင်းဖြစ်တယ်။ကိုယ့်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိောက်ရမယ်ဆိုတဲ့အပိုင်းကိုလည်းအဲကျွန်တော်တို့ဒါပြန်ပြီးတော့လေးလေးနက်နက်စဉ်းစားလာတယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့2021ကနေပြီးတော့ ်တန်းတို့ခွန်ရေးနောက်ပြီးတော့ကျွန်တော်တို့အားလုံးပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီပေါင်းစပ်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုချိန်ကူရင်ခဲ့တာဒါပေမဲ့ဒီကနေ့အချိန်ဒီအရာအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကြကိုဒေတာဘုလုံးမြောက်ဖို့ကိုကြမှာကိုဖန်တီးဖို့ပဲအားလုံးကဒါစ조사နေကြတဲ့အနေအထားရှိတယ် ဲဒီနေသားမှာယူသားတဲ့သူတွေရောမယူသားတဲ့သူတွေရောယူသားတဲ့ဖွဲ့စည်းတွေရောမယူသားတဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့အများကြီးကြုံခဲ့ရပြီအဲ့တော့ကျွန်တော်ခဏခဏဒီနောက်ပိုင်းမှာပြောလာရတယ်ကျွန်တော်တို့နိုင်ငံရေးလောဘတော့အရန်ကြီးရဲ့တော့ကျွန်တော်တို့ရှောက်ခဲ့ရတဲ့လမ်းမှာကျွန်တော်တို့အရန်လေးစားခဲ့ကြရတဲ့ပုံပုံတွေအရန်လေးစားခဲ့ကြရတဲ့အဖွဲ့စည်းတွေရဲ့နိုင်ငံရေးစေတနာတွေကိုလည်းကျွန်တော်တို့မြင်လာရတဲ့အခါမှာကျွန်တော်တို့အန်ဟောထိလန့်ခဲ့ရတာတွေလည်းရှိပါနော်ဟုတ်တကယ်ပါတကယ်ပါအဲ့တော့ဆိုတော့ကျွန်တော်တို့ကလက်ရှိလက်ရှိလူမှုအတွက်အကျိုးဖြစ်ထွန်းဖို့ရည်ရွယ်ပြီးတော့ အာကျွန်တော်တို့တောင်းပေးစဉ်းစားပြီးတော့အာဆောင်ရွက်နေတာလည်းရှိတယ်ဒါတွေကပုံတံပေါ်လာရင်တော့ကျွန်တော်တို့ပြည်သူတွေအဲဒီအသီးပွင့်ကိုခံစားရလိမ့်မယ်လို့တော့အာကျွန်တော်ပြောလင့်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2025အတွက်ပြင်ဆင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး BNIA စစ်ဦးစီးချုပ်ဘုံတကားမှပြည်သူတို့ပြောပြလာတဲ့ရုပ်တံနဲ့အတူနေပြည်တော်တွင်စကိုင်းငလင်ကြောင့်ပျက်စီးသွားသောရုံးဌာနအဆောက်အုံများကိုမူလတိဆောက်ခဲ့သောကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမည်ဟုစစ်ကောင်စီကတရားဝင်ကြေညာ လွတ်တော်ကိုတည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင်ဦးတင်စန်းနှင့်ဗိုလ်ချုပ်ဟောင်းသားသမီးတို့စစ်ကောင်စီကိုမဆက်သွယ်တော့ဘဲတင်းရှောင်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ခြင်းပါတယ်။နေပြည်တော်တွင်စကိုင်းငလင်ကြီးကြောင့်ပျက်စီးသွားသောရုံးဌာနအဆောက်အုံများကိုမူလတည်ဆောက်ခဲ့သောကုမ္ပဏီများကပြင်ဆင်တည်ဆောက်ပေးရမည်ဟုစစ်ကောင်စီကတရားဝင်ကြေညာသည်။ ယမန်နေ့နေပြည်တော်တွင်ပြုလုပ်သောအဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ပထမအကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးတွင် ကော်မတီဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကရင်းတို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီ၏ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြထားသည် နေပြည်တော်တွင်မလ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းကလင်ကြီးကြောင့်အစိုးရဝန်ကြီးဌာနအဆောက်အအုံများပြိုကျပျက်စီးခဲ့ရာတွင်နီလန်းသုံးသွယ်ဖြင့်ပြင်ဆင်တိဆောက်သွားမည်ဖြစ်ကြောင်းဘင်းတို့အနက်ရုံးဌာနအဆောက်အအုံများကိုပြင်ဆင်ရန်မူလတိဆောက်ခဲ့သောကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကဆိုသည်စကိုင်းကလင်ကြောင့်နေပြည်တော်တွင်ပြိုကျပျက်စီးခဲ့သောအဆောက်အအုံများစွာအနက်မှသမရအိမ်တော်မှာ အေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးဒုတိယသမ္မတနေအိမ်များနှင့်လွှတ်တော်ဥက္ကဋ္ဌနေအိမ်များမှထူးကုမ္ပဏီပိုင်ရှင်ဦးတေဇာကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်နေပြည်တော်ရှိငလင်ကျောက်ပြိုကျပျက်စီးသွားသောဝဏသိတိအားကစားရုံမှာမက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည့်နေပြည်တော်လွှတ်တော်အဆောက်အအုံမှမူ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ်ဦးတင်ဆန်းမှာစစ်ကောင်းစီကိုဆက်သွယ်တော့ခြင်းမရှိဘဲတိန့်ရှောင်သွားကြောင်းသိရှိရ။ဘာနေရာတည်တည်မှာရှိကြတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားအိုင်းနာညီကိုမောင်မောင်များ အားလုံးအမင်္ဂလာပါလို့ဥစွာနှုတ်ဆက်ပါတယ်။အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပေးပြာဝေးပွားပြီးတော့ဒီသားစုတွေအားလုံးအဆန္ဒအရာရာပေးခြင်းဆင်ပြေပါစေလို့လည်းအဆုံးမတော်တောင်းလိုက်ပါတယ်။ဒီကနေ့ကတော့ကျွန်တော်တို့ရဲ့ချစ်တဲ့ဦးစားမမိသားစုဝင်နေတဲ့ ပြန်ဆောင်ဖို့အကြောင်းလေးခံလာတယ်လို့ပြောရမှာပေါ့အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီပမာမျိုးသားဒေါ်လာရေးတက်မှာ BNI ရေးအတွက်ဘဏ္ဍာငွေရှာဖွေရမှာအဓိကတာဝန်ယူထားတဲ့ဒီပမာရေးအဖွဲ့ဘူဇာဘတ်အဖွဲ့ကနေပြီးတော့ဒီပြီးခဲ့တဲ့၃လပိုင်းမှာပြုလုပ်တဲ့ပြီးခဲ့တဲ့ဒီ match လာနေစပြုလုပ်တဲ့ project 2025ဆိုတဲ့ campaign လေးနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အဲဒီမှာကျွန်တော်ဒီမှာ support လာကြတဲ့မိဘပြည်သူတွေနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ဒီနေ့ပြန်ပြီးတော့ new concept စကားပြန်တဲ့အစီအစဉ်လေး လောက်ဖို့ကဏ္ဍရေးမှုကတင်ပြလာလို့ဒီစီဇန်လေးကိုလောက်ဖြစ်တာဖြစ်တဲ့အဲကြောင့်ကျွန်တော်တို့မတွေ့ရတာပဲဖြစ်တဲ့ကျွန်တော်တို့ရအခုစားပိုင်းမိသားစုအနေနဲ့ဒီကနေ့ညတော့ပြန်တွေ့ရတာပေါ့အခုနာက online အစီအစဉ်ကပြန်ဖြတ်လိုက်ရပြန်ဖြတ်လိုက်ရတာတခြားကြောင်မဟုတ်ဘူးလိုင်းကဘယ်လိုမှအဆင်မပြေတဲ့အခါကျတော့ဒီမှာပြောရတဲ့နေရာမှာလည်းအာရုံကလွတ်လွတ်သွားပြီးတော့ကျွန်တော်တို့ဟိုဆောင်ပြီးတော့နားထောင်နေရတဲ့မိသားစုအနေနဲ့ဒီအဆင်မပြေဖြစ်လို့မဟုတ်လို့ကျွန်တော်အခုနာက live ကိုဖြတ်ပြလိုက်တာပါနော်ဘုမတက် အခုမှအတက်ပြန်စားကဲအားလုံးလည်းဟို TV ဖြစ်မှာပါကျွန်တော်တို့ဗမာမြို့သားဒေါ်လာရေးတက်တော်ဒီ2025ခုနှစ်မှာကျွန်တော်တို့ရဲ့ဒေါ်လာရေးလုပ်ငန်းစဉ်တွေအရှိန်မြင့်နိုင်ဖို့အလိုအပ်တဲ့ကဏ္ဍကိုရှာဖွေတဲ့ campaign လေး match လာကဟိုလုပ်ဖြစ်နေ Project 2025လို့နာမည်ပေးထားတယ်အဲကျွန်လာတဲ့အထိသုံးလတာရည်ရွယ်ပြီးတော့လုပ်တဲ့ campaign လေးပေါ့နော်အဲ့ဒီအဲ့ဒီ campaign လေးကဒါ target တော့ဒေါ်လာ9သိန်းထားထားတယ်နော်ဒေါ်လာ9သိန်း ဒီကျွန်တော်တို့မျှော်မှန်းထားတယ်။ဒါပေမဲ့တော့လည်းကျွန်တော်တို့ရပြည်သားစုဝင်တွေလည်းပြန်မနေကြဘူးเนาะ။ဘလိုက်ကာလာကလည်းဒါလေးနဲ့ကြော်ကာလာလေးကိုရောက်လာပြီ။ဆိုတော့ဒီဒီပမာဏကတော့နည်းနည်းတော့ဟိုအများတဲ့ပမာဏเนาะ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှလည်းဒီတခြားတက် level ပို့ရတော့တခြားကနေပြီးတော့ဝင်ဝင်တစ်ခုမှမရှိတဲ့အခါကျတော့အန်ဒီပေါ်မှာမိတရတဲ့အခါအာနာနာနဲ့ပဲအဲကျွန်တော်တို့ပြည်သားစုဝင်တွေစီလိုဒါဒါလေးတောက်ခံရအောင်ဖြစ်တယ်ပေါ့နော်။ ါပဲဖြစ်ဖြစ်ကျွန်တော်တို့ကရှိတဲ့လောက်နဲ့တော့ဒါ調査ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်။အဲဒါမှမဟုတ်ဒီကနေ့2025မှာကျွန်တော်တို့ကြည်ကြည်မာမာစစ်စစ်တင်ကျွန်တော်တို့အရေးဝထားတာဖြစ်အားလုံးလည်းသိမှာပါကျွန်တော်တို့ဒီကွန်မနစ်ကလည်းပြီးခဲ့တဲ့2024ကလည်းကျွန်တော်တို့ campaign နှစ်ခုလုပ်ခဲ့တယ်ပေါ့နော်အဲဒီ campaign နှစ်ခုမှာစုစုပေါင်းကျွန်တော်တို့တင်အာ9500လောက်ရခဲ့တယ်ပေါ့နော်တင်တောင်းတော့မပြည့်တတ်ဘူးပေါ့နော်အဲဒီအဲဒီငွေပမာဏနဲ့ကျွန်တော်တို့မနစ်ကနေဒါလိုတဲ့စစ်စစ်ရေးတစ်ခုလည်းလုပ်ခဲ့တာရှိတယ်ပေါ့နော် ဒီနေ့တော့ကျွန်တော်တို့အဲ့ဒီတန်ပိုတဲ့မြန်မာကျပ်တွေရှိတယ်။အပြည့်စင်မှုတွေလည်းရှိတယ်ပေါ့နော်။အဲ့ဒီအတော့ကြောင့်ဒီဒေါ်လာ9သိန်းကြီးတိုးမြှင့်ပြီးတော့ဒီမှာကမ်ပိန်းကိုတာဂက်တမှတ်ထားတာရှိတယ်နော်။အပြည့်တယ်မပြည့်တယ်ဆိုတဲ့ကိစ္စမှာတော့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေအဝင်ရအပြည့်မှုအပေါ်မှာလည်းမူတည်မယ်။ဒါတကယ်လို့မပြည့်ဘူးဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကတော့ရှိသလောက်နဲ့တာဝန်ကြီးအောင်ကြိုးစားမှာဖြစ်ပါတယ်။နော်ကိုမိသားစုဝင်တွေရဲ့စေတနာကိုနားလည်တယ်။ပြန်မှန်းနေကြတဲ့အရှင်တွေကိုလည်းနားလည်တယ်ပေါ့။အဲဒါကြောင့် တည်တဲ့အတိုင်းပဲကျွန်တော်တို့ဗီယန်နာရေကဟိုကြီးကြီးမားမားဆယ်လီတွေဘယ်သူမှလည်းဒါပါတဲ့အလေးထားမရှိဘူးပေါ့နော်ဒေါ်လာရေးစားခဏဥပဒေရဒီမိသားစုဝင်နေနဲ့ပဲကျွန်တော်တို့အပြန်အလှန်လက်ချင်းဆက်ပြီးတော့အာရှိတက်ခဲ့ကြရတာဒီမိသားစုဝင်ကလည်းဒီမိသားစုဝင်နေမှာလည်းပြန်မနေကြဘူးဆိုတော့ဟိုလိုအပ်ချက်တွေတော့ရှိမှာပေါ့တော်တော်ရန်ဆောင်ပြီးတဲ့နေဆောဟင်ဆောဟင် ိုတနေ့အစည်းအဝေးမှာတောင်းပြောပြသေးတယ်။အာကျွန်တော်တို့ပြည်ထောင်နိုင်ကတော့ဟိုအစိုးရဗိုလ်ပြုရဲ့ဒီတချင်းတွေကတာကြီးတာကြီးတချင်းလိုပဲ။ဟုတ်။အခုခုဆိုရင်လီမီတာစုပြန်ပြန်ငဲ့နေရတယ်လို့အခုဒီကံပိတ်လေးမှာဆိုရင်လည်းကျွန်တော်တို့၃လပိုင်းဟန်ဆန်းလိုက်တယ်။အငလျင်ကိစ္စဖြစ်လာတဲ့အခါကျတော့အပြည်သူလူထုတွေကိုငဲ့ပြီးတော့ကျွန်တော်တို့ရဲ့ကံပိတ်လေးကိုရပ်ထားလိုက်ရတာရှိတယ်။မနေ့ကလည်းရှုပ်တည်ထားမိလိုက်မှချင်းနဲ့ကျွန်တော်တို့ဒီကံပိတ်မှာဒီအာရေးပေးဒီပေးနဲ့ဂျုံခဲ့ရတယ်။အဲ့ဒီမှာလည်းနည်းနည်းတော့ ဟိုအာဏာချက်တွေဖြစ်သွားအခုဒါဒီတော်လငါးသိန်းကမ်ပိန်းကတော့ကျွန်တော်တို့စစ်စင်ရေးအတွက်ညွှန်မှန်းချက်တွေလည်းပါတယ်နောက်ကျွန်တော်တို့ရဲ့ဒီဗမာမျိုးသားဒေါ်လာရဲ့တက်မလို့ကိုနိုင်ရဘော်ရဲ့ဒီရေးသွင်းပြတဲ့အပိုင်းနေတဲ့ပုံစံကြအောင်အတိဆောင်နေတဲ့အပိုင်းတွေအတွက်လည်းဒါအသုံးပြုဖို့လည်းလိုအပ်လို့ပေါ့နော်အဲ့ဒီအဲ့ဒီမှာလည်းနည်းနည်းပြောချင်တာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဒီ ဟိုစစ်ပုံကြတယ်တပ်ပုံကြတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒီမှာခံစားချက်လေးနည်းနည်းဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဒီရဲဘော်တွေမှာရောပေါ့နော်ဒါကတော့ရဲဘော်တွေမှာလည်းမကပါဘူးကျွန်တော်တို့ဒီကောင်းဆောင်တွေမှာအဲ့ဒီစကလုံးလေးကနည်းနည်းရိုက်ခတ်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ခုနကပြောသလိုပေါ့နော်ကျွန်တော်တို့ကဒီဘုံပြူတချင်းတွေကသားကြီးလို့ပဲဒီမိဘတွေနဲ့ပဲတေးသူချင်းမကွာနေခဲ့ကြဒီမိသားစုဘဝပြတ်တလို့မျိုးပေါ့နော်ဒီတိုင်းကြီးဒီခက်ပြတ်တဲ့အခါကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့မိဘပြည်သူတွေနဲ့အသားနဲ့နေပြီးတော့အဒုက္ခတွေကိုအတူရင်ဆိုင်နေဖြစ်လာတဲ့ဒီလောကရန်ကို င်ပြီးပါတဲ့ရှေ့ကနေပြီးတော့ဟိုသားကြီးတွေလိုပဲရေရောင်းဝယ်ရှေ့ကထွက်ရက်ပြီးတော့ဒီလော့ကဒေါင်းကိုကားစီခံရင်းနဲ့ပြန်ဆိုင်ခဲ့ကြတာပေါ့2021ဒီအစောပိုင်းကလေးကအလုံးလဲသိပါတယ်ဒီအကြောင်းတွေကကျွန်တော်တို့မပြောရင်တောင်မှဒါအလုံးသိပြီးသားပဲဒါပေမဲ့တခုရှိတယ်တချို့တွေကဒီအကြောင်းအရာတွေကိုသိပေမဲ့အဲလွယ်လွယ်မြင့်ပြလိုက်ကြတာတွေတော့ရှိပုံရဘာဖြစ်လို့လဲဆိုတော့ပြောချင်တာကကျွန်တော်တို့ကအဲ့ဒီကာလမှာကလေးကဒီဒီလိုလူတို့နဲ့အတူတူမြေပြင်မှာပဲနေပြီးတော့ခုခုကိုတိဆောက်ဖို့တဲ့ဒီလိုလူတို့ရဲ့ဒီနေ့စဉ်နဲ့မှာဂျုံတွေ့နေရတဲ့ ဒုက္ခတွေကိုရှိတဲ့အားနဲ့ရင်ဆိုင်ဖြစ်ရှင်းနေကြရအောင်။အဲ့တော့ကိုယ့်ကိုယ်တော့မဟုတ်ကိုယ့်သက်ကိုတိဆောက်ဖို့အပိုင်းနေမှာကျွန်တော်တို့ကအားနည်းချက်တွေဖြစ်ခဲ့တယ်။ဒါပေမဲ့ဘလောက်ပဲကျွန်တော်တို့ကိုယ့်ကိုယ်ကိုတိဆောက်ဖို့ကိုယ့်သက်ကိုတိဆောက်ဖို့အားနည်းချက်တွေဖြစ်ခဲ့ပါလေပေါ့နော်။ကျွန်တော်တို့စပြီးတော့ရိုးခဲ့တဲ့ဒီဒေါ်လာရင်းမေးကြောင်ဒီခီးကြောင်နော်တချို့တွေဟိုပန်းနိုင်ကိုရောက်ကုန်ကြတာတရှိ။ဒါကကျွန်တော်တို့ပုံပုံကိုကိုယ်ရည်သွေးပြောတာမဟုတ်ပါဘူး။ဒါအနေနဲ့လာလာပြင်ဆင်ထားကြတဲ့အခြားဒီဒိုင်းနာအင်အားစုတွေ တို့ရဲ့ကြိုးစားအားထုတ်မှုတွေအဲတို့ရဲ့ညံမျောမြင်နေအတွေးခေါ်တွေနော်လောက်ရေးကိုင်းရေးတွေကြောင့်ဒီဘန်းနိုင်ကိုရသွားတယ်နော်တို့လိုချင်တဲ့ဈေးရောက်သွားတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လို့ဒါပေမဲ့လို့နော်ဒီအခွင့်အရေးကိုတို့တွေနဲ့ပေါင်းဆက်ချီပြီးတော့ရှားပွေခဲ့ကြတာနော်တို့တွေလည်းအဲ့ဒါကိုအခုလိုမျိုးလွယ်လွယ်ကူကူမရခဲ့ပါအခုကတော့ဘာလို့လွယ်လွယ်ကူကူရလဲလွယ်လွယ်ကူကူမဟုတ်တဲ့အတိုင်းပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးရလဲဆိုရင်ပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့တွေဒီအနာသိပြီးတဲ့နောက်မှာအညာကကျွန်တော်တို့ပြည်သူတွေရဲ့ မရှိရှိတာနဲ့ဒေါ်လာရေးခီးဒေါ်လာရေးမီးကိုပြိုးခဲ့တဲ့ချွန်းစားအားထုတ်ခဲ့တဲ့ရလတ်တွေပေါ့အဲ့ဒီအခြေအနေတွေကတတိုင်းဒီလုံးကိုရိုက်ခတ်သွားစေနိုင်လောက်တဲ့အနေအထားတွေရှိခဲ့တယ်။ကဘာကတော့မအားသင့်ခဲ့ရတဲ့အနေအထားတွေလည်းရှိတယ်ပေါ့နော်။ဒါကျွန်တော်တို့ဟိုပြောဟိုပြောပြောနေကြကြားတယ်စစ်ပုံမကြဘူးတပ်ပုံမကြဘူးအဲ့ဒီမကြဘဲနဲ့အညာသားတွေဖီယိုဖီးယားနဲ့ဝင်ခဲ့တဲ့တိုက်ပွဲပဲအဲ့ဒီတိုက်ပွဲအချိန်ကနော်အချို့သူတွေတော့ခွေးတောင်ဖြစ်ခဲ့တာရှိတယ်။ဒါပေမဲ့ဟိုပြောချင်တာပါလဲဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့တွေက ကိုကိုကိုနော်တုတ်တက်ကိုဒီဆော့ဖို့ဆိုတာတဲ့ဒီပြည်သူတွေနဲ့အတူမြေပြင်မှာနေပြီးတော့ဒီတိုက်ပွဲဝင်နေကြတယ်အဲ့ဒီအခြေအနေကနေပြီးတော့အခြားသူတွေအတွက်တော့ခွန်ရေးတွေဖြစ်ခဲ့ကြပြီမယ်လို့နော်ဒါတွေကိုသိပေမဲ့လို့ဟိုလွယ်လွယ်မေ့ပြကြတယ်ဒီတန်ဖိုးတွေကိုမချိမဲ့မြင်ပြကြတဲ့စကားတွေဂျုံလာရတယ်အဲ့ဒါပြည်သူလူထုတချို့တန်ကလည်းကြားရတယ်လို့ကျွန်တော်တို့ရဲ့တက်အချင်းချင်းတွေကလည်းကြားရရှိနော်နော်အဲ့ဒါကျွန်တော်တို့တက်မှာမဟုတ်ပါဘူးအညာမာတွေလိုမျိုးဟိုအားနေတဲ့သူတွေအပေါ်မှာအဲ့ဒီရိုက်ခတ်နေတဲ့စကားတက်ပုံမကြဘူးစစ်ပုံမကြဘူးဆိုတဲ့စကားတွေပေါ့နော်ဒါကတော့ဟို ဖြစ်ပုံကြတယ်တက်ပုံကြတယ်ဆိုတဲ့နေရာမှာလက်နက်ကင်ပြီးတိုက်နေရတဲ့အဖွဲ့အစည်းတွေအတွက်အဓိကလိုအပ်ချက်ဖြစ်အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒါဒီပြပေါ်မှာလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအားနည်းချက်ကိုအရန်ကြီးနင်းပြောနေတဲ့ကိစ္စမှာတော့ဒီအညာကနော်မရှိရှိတာနဲ့ဖြစ်တယ်လို့အသက်ပေးပြီးတော့ဒီလိုလိုအတွက်ဘဝတွေစည်းကဲကြတဲ့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေအပေါ်မှာနည်းနည်းဟိုမချီမဲ့နေပြုတယ်စော်ကားတဲ့အနေအထားတွေဒီတောင်မှာအတက်ရောက်တာဂျုံရဲရအခုကျွန်တော်တို့ဟိုရဲဘော်တွေဒီမြေပြင်မှာဆိုရင်တို့ကိုယ်တိုင်ပြန်ပြောလာတာရှိတယ်ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကဟို ဘာမှတန်ဖိုးမရှိလို့လားပေါ့နော်ကျွန်တော်တို့အညာသားတွေရဲ့ပေးဆက်မှုတွေကဘာမှကိုပဲအာသူတို့တော့အမတ်တက်ဖြစ်စရာမရှိလို့လားပေါ့နော်တချို့သူတွေကပြောကြတယ်တပ်ဖို့မကြဘူးဆိုတဲ့ကိစ္စတွေပေါ့နော်အဲဒီသူတို့ကပြောတာကတော့တပိုင်းထားပါတော့တချို့တပ်ဖွဲ့ဝင်တွေကအဲ့လိုမျိုးဟောဒီကျွန်တော်ဘီအနာအိမ်မှာမဟုတ်ပါဘူးအခြားလူကအဖွဲ့လေးတွေပေါ်မှာလည်းဒီတပ်ဖို့မကြဘူးဆိုတဲ့ကိစ္စတွေအပေါ်မှာမိမိကိုယ်ကိုဘုံယူဝင်ကြွားပြီးတော့အခြားအပေါ်မှာအမတိမဲ့မြင်တဲ့ပြောဆိုကြတာတွေကြားနေရတာတွေရှိတယ်ဘာပဲဖြစ်ဖြစ်ဒီအရာတွေကလိုအပ်တယ်ဆိုတာလက်ခံပါတယ်ဒါပေမဲ့လို့ဒီအညာမှာခက်ခက်ခဲခဲနဲ့တိစောက်ထားတဲ့ တပ်ဖွဲ့တွေအပေါ်မှာနော်ဟိုထိုက်တဲ့လေစာမှုပေးလို့မရဘူးလားမိမိတို့ကိုယ်တိုင်ရောဒီခွန်ရေးတွေဒီလိုအခြေအနေတွေတိဆောက်ဖို့ဘယ်သူတွေကြောက်ရလဲဆိုတာလေးနည်းနည်းတော့ပြန်စမ်းသပ်ပေးကြစေချင်တယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ကဆက်ဆက်မိလို့စကားအရာပြောခြင်းဖြစ်တယ်ကိုယ့်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိဆောက်ရမယ်ဆိုတဲ့အပိုင်းကိုလည်းဟာအဲကျွန်တော်တို့ဒါပြန်ပြီးတော့လေးလေးနက်နက်စဉ်းစားလာတယ်နော်အဲ့ဒီမှာကျွန်တော်တို့2021ကနေပြီးတော့ဒီ2024ဒီအဲ2023 2024ဒီအဲကျွန်တော်တို့ဒီခေတ်ပေါ်မှာ ကျွန်တော်တို့ရှိတဲ့အားနဲ့ပြည်ပြလာလာစူးစမ်းခဲ့ပြီးပြီအဲ့တော့အခုကျွန်တော်တို့ရဲ့ဒီတက်တည်ဆောင်းမှုအပိုင်းကြီးကိုလည်းပြန်သွားမယ်ဒါကဒါပေမဲ့ဒါအခုမှလာတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီပြန်လာရရဲ့လို့ဒီချောင်းပြီးကလေးကဒီအပိုင်းတွေကိုတစ်ဆင့်ချက်တစ်ဆင့်ချက်ပို့ပြီးမြင့်တင်လာတာပေါ့ဒါပေမဲ့ပြည်စုံတဲ့အတိုင်းအတာကြီးတော့မရောက်သေးဘူးပေါ့နော်အဲ့တော့ဒီ2023မှာလည်းကျွန်တော်တို့တက်ကိုအတက်နိုင်ဆုံးပြင်ဆင်ခဲ့တော့2024မှာလည်းဒါပြင်ဆင်တက်ကိုပို့ပြီးတော့ကျက်လက်ခိုင်းပါအောင်ပို့ပြီးတော့ရေသွေးပြည့်ဝအောင်ပြင်ဆင်နေတာပဲဒီပြင်ဆင်မှုတွေနဲ့ပဲဒီလိုမျိုးတက်ပေါ်မကြဘူးမနှောက်စိတ်စိတ်မပြည့်ဝဘူးလို့ အဲတချို့တွေမတိမက်နေပြောဆိုလောင်ပြောင်နေတဲ့ဂျားကနေပြီးတော့ကျွန်တော်တို့တွေကတော့တကယ်ကိုပဲဒီစင်ပြေနေမှာပေါ့နော်အဲအတွေ့အကြုံရှိတဲ့အရာဟိုကြီးတွေရဲ့ဥဆောင်မှုတော့မပါပဲနဲ့ကျွန်တော်တို့ဘုမာမျိုးသားဒေါ်လာကြီးတက်မလို့ကိုအင်အားလေးနဲ့ကိုစစ်စစ်ရဲ့တကယ်ကိုနည်းနည်းလေးနဲ့ကျွန်တော်တို့မျိုးသိစစ်စစ်ရဲ့တခုလောက်ပြခဲ့အောင်မြင်မှုလဲဒါပြခဲ့တာကိုအားလုံးသိမှာဒါပေမဲ့ဟိုအချိန်နေပြဒကိုင်းနဲ့လှူရှားမှုဖြစ်အောင်ကျွန်တော်တို့ညှိနှိုင်းခဲ့တဲ့နေရာမှာဒကိုင်းနဲ့လှူရှားမှုဖြစ်ဖို့အခြားနေရာကနေပါမလာတဲ့အခါကျတော့ဒါထိထိချင်းချက်သွားတဲ့စစ်စစ်ချင်းမှာကျွန်တော်တို့ လေးရက်လောက်လေးပဲထိန်းပြီးတော့ပြန်ဆုတ်ခဲ့ရတာလည်းရှိတယ်ပေါ့နော်အဲမဲ့ပြောချင်တာကအဲကျွန်တော်တို့တွေလည်းအတက်နိုင်ဆုံးတော့ကျွန်တော်တို့ကြုံခဲ့ရတဲ့အခြေအနေတွေနော်ကျွန်တော်တို့လေ့လာထားရတဲ့အခြေအနေတွေကနေပြီးတော့အတက်နိုင်ဆုံးတက်ကိုတက်ပုံကြအောင်တိဆောက်တယ်ရဲဘော်တွေစစ်ရေးစင်သွင်းပြေဝအောင်ပြည့်စင်တယ်ပေါ့နော်အဲ့ဒီအနေအထားတွေက2023နဲ့2024မှာပိုလာခဲ့အဲ့ဒီ2024တဲ့ခု2025မှာအာပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေကဒါဒီအပိုင်းနေမှာလဲတက်ကိုတိဆောက်တဲ့အပိုင်းနေမှာလဲပြည့်စင်နေပါတယ် ဲ့ဒီနေရာမှာတော့ခုနကမတိမဲ့နေပြောဆိုမှုတွေအတွက်မခံညာစိတ်ကြောင့်တက်တာမဟုတ်ဘဲနဲ့ဒါကတကယ်ကိုလိုအပ်တဲ့အခြေအနေတည်းလည်းဖြစ်လို့ကျွန်တော်တို့ကဒီတက်တီဆောက်တဲ့အပိုင်းတွေရဲ့ဘော်တွေကိုဒါအတွေ့အကြုံတွေပေါ့နော်အဲအစသဖြင့်ပေါ့ဒါပြင်ဆင်တဲ့အပိုင်းတွေကိုပို့ပြီးတော့နဲ့လုပ်နေတာရှိတယ်ဒါကျွန်တော်တို့ဒီနောက်ဖက်မှာလည်းမာမိတ်တွေနဲ့တိုက်ပွဲဝင်ခဲ့သလိုခုဆိုရင်နောက်ဖက်မှာလည်းကျွန်တော်တို့ဒါမာမိတ်တွေနဲ့အတူတူသိစစ်စင်ရေးဒီမှာအတိုက်ပွဲဝင်နေတာရှိတယ်ပေါ့နော်အဲ့မဲ့ဒီ2024နဲ့ဒီ2025အာဒီဒီကာလတွေမှာတော့ကျွန်တော်တို့ ဒေတာစိတ်ပဲလှူရှားဖြစ်တာလေညလာတယ်ပေါ့နော်။ MD set တော့ ਨੇ အပိုင်းတွေရောပေါ့။ဒေတာစိတ်ပဲလှူရှားဖြစ်တာညလာတယ်။ပြောချင်တာတော့ကျွန်တော်တို့ဒီ2025အတွက်ကျွန်တော်တို့တွေဒေါ်လာ EKG ကိုဆက်ရအောင်မှာဖြစ်တယ်။ကျွန်တော်တို့အစကတည်းကကိုယ့်မူအာကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်မျှော်မှန်းချက်နဲ့ကိုပြက်ပြက်သားသားအာတီတီမာမာရက်တည်ခဲ့တဲ့ BNR တွေကဒီကနေ့ဒီဦးစားဘက်တွေရဲ့ကိုညီပံ့ပိုးမှုနဲ့ကျွန်တော်တို့ယုံကြည်ရလမ်းကိုဆက်ဆောင်နေနိုင်တော့မှဖြစ်တယ်။အဲ့ဒီမှာဒါပြောလို့တာကတော့ကျွန်တော်တို့ကဘယ်သူပေးတဲ့ခေါင်းစဉ်ထဲမှာဒေါ်လာ EKG ကိုသွားနေတာမဟုတ်ဘဲနဲ့ ကိုယ်နိုင်ငံရေးမုံနဲ့ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်မျှော်မှန်းချက်နဲ့ကိုသွားနေတာဖြစ်တယ်။အဲ့ဒီအခြေအနေကြောင့်လဲကျွန်တော်တို့ကနိုင်ငံရေးအတော့အတိုက်တွေကိုအများကြီးကြုံရရဘလို့ပဲကြုံရရတယ်ဖြစ်စီခုပြောခဲ့တယ်ကျွန်တော်တို့ရဲ့ဦးစားဘက်တွေကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဖိမမှုနဲ့ကျွန်တော်တို့ကမမမမရက်ခဲ့ဒါကတော့ဂိုင်းကျွတ်ပြီးကျွန်းကိုင်းပြီးဆိုသလိုပဲကျွန်တော်တို့ကလည်းဒီပြည်သူလူထုတွေအတွက်ကျွန်တော်တို့အသက်တွေဘဝတွေအချင်းချင်းတိုက်ပွဲဝင်နေတာဖြစ်တယ်။အဲကျွန်တော်တို့တွေရဲ့ဒီလိုမျိုးတိုက်ပွဲဝင်နိုင်ဖို့ခင်အားတွေကိုလည်းဒီပြည်သူလူထုတွေကနေပြီးတော့ပြီးပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအတော့အတိုက် လိုက်နေကြမှာကျွန်တော်တို့ဒီဒီမှာမှာရက်တည်နေတာဒီကနေ့ဒီပဲဖြစ်တယ်ဒါပေမဲ့အာကားတာရှည်လာတဲ့အခါမှာတော့ကျွန်တော်တို့တွေကဟိုမူလရေရွက်ချက်တွေမပြောက်သိတိုင်ပေါ့နော်ပြောင်းလဲစဉ်းစားရတဲ့အခြေအနေတွေတော့အများကြီးကြုံလာရဒါကလည်းကျွန်တော်တို့ကြုံလာရတဲ့လူပုဂ္ဂိုလ်တွေဖွဲ့စည်းတွေသူတို့ရဲ့ဟိုလှုပ်ဆောင်ချက်တွေသူတို့ရဲ့စေတနာတွေပေါ့နော်အာဒီအခြေအနေတွေအပေါ်မှာကျွန်တော်တို့ပြောင်းလဲစဉ်းစားပြီးလုပ်ကံရတာတွေလည်းရှိလာအဲဘာလဲဆိုတော့ကျွန်တော်တို့ ြောခဲ့တယ်လို့ပေါ့နော်ဒေါ်လာရေးကဏ္ဍဦးကတော့ကျွန်တော်တို့ Federal Democracy ဆိုပြီးတော့ကြွေးကြော်ပြီးတက်လာခဲ့ကြတာပဲတိုင်းရင်းသားအားလုံးနော်နန်းတို့ခွန်ရေးနောက်ပြီးတော့ကျွန်တော်တို့အားလုံးပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်နော် Federal နဲ့ Democracy ပေါင်းစပ်ပြီးတော့ Federal Democracy ပြည်ထောင်စုကြီးကိုချိန်ထုတ်ရင်ခဲ့တာဒါပေမဲ့ဒီကနေ့အချိန်ဒီအရာအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ Federal Democracy ပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကြကိုဒေတာဘုံလုံးမြောက်ဖို့ကိုကြမှာကိုဖန်တီးဖို့ပဲအားလုံးက ါစူးစမ်းနေကြတဲ့အနေအထားရှိတယ်။အဲဒီအနေအထားမှာယူသားတဲ့သူတွေရောမယူသားတဲ့သူတွေရောယူသားတဲ့ဖွဲ့စည်းတွေရောမယူသားတဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့အများကြီးကြုံခဲ့ရပြီ။အဲ့တော့ကျွန်တော်ခဏခဏဒီနောက်ပိုင်းမှာပြောလာရတယ်ကျွန်တော်တို့နိုင်ငံကြီးလောဘတော့အရင်ကြီးရတော့ကျွန်တော်တို့ရှောက်ခဲ့ရတဲ့နားမှာကျွန်တော်တို့အရင်လေးစားခဲ့ကြရတဲ့ပုံပုံတွေအရင်လေးစားခဲ့ကြရတဲ့အဖွဲ့စည်းတွေရဲ့နိုင်ငံရေးစေတနာတွေကိုလည်းကျွန်တော်တို့မြင်လာရတဲ့အခါမှာကျွန်တော်တို့အန်ဟော့ထိလန့်ခဲ့ရတာတွေလည်းရှိပါနော်ဟုတ်တကယ်ပါတကယ်ပါအဲ့ဒီတော့ဆိုတော့ကျွန်တော်တို့ကလက်ရှိ လက်ရှိလူလူအတွက်အကျိုးဖြစ်ထွန်းဖို့ကိုရည်ရွယ်ပြီးတော့အာကျွန်တော်တို့ကောင်းလေးစဉ်းစားပြီးတော့အာဆောင်ရွက်နေတာလည်းရှိတယ်ဒါတွေကပုံတံပေါ်လာရင်တော့ကျွန်တော်တို့ပြည်သူတွေအဲဒီအသေးပုံကိုခံစားရလိမ့်မယ်လို့တော့အာကျွန်တော်ပြောလင့်ပါတယ်ဒီချိန်မှာတော့ကျွန်တော်တို့ကဒီကိစ္စတွေကိုတရားညစ်ပြပြဆုံးဆုံးပြောပြဖို့လည်းခက်တယ်အသေးချာတာကတော့ကျွန်တော်တို့ဟိုအတက်နိုင်ဆုံးကျွန်တော်တို့တက်ကိုပြင်ဆင်မယ်စုပ်ွက်မယ်ကြည်လင်အောင်တိဆောက်မယ်စေစစ်သွေးအပြင်ကျွန်တော်တို့ကနိုင်ငံရေးသိတဲ့ဒါရဲဘော်တွေနိုင်ငံရေးသိတဲ့အဖွဲ့အစည်းအဖြစ်နဲ့ဆက်လက်ရည်တည်နေမယ်ပြီးရင်တော့ခုနပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ဒေတာ ျွန်တော်တို့လူတို့ကျွန်တော်တို့လက်လန်းမီယာမှာလက်တလုံးအကျိုးဖြစ်ထွန်းမှုအတွက်ကျွန်တော်တို့အကောင်းဆုံးကြိုးစားမယ်အဲ့ဒီနေရာမှာဘယ်သူတွေရဲ့ဝေဖန်မှုဘယ်သူတွေရဲ့တိုက်ခိုက်မှုဘယ်သူတွေရဲ့ထိုးနှက်မှုပေါ်မှာအာကျွန်တော်တို့ဟိုအရင်ကြီးအာရုံဆိုင်နေမှာတော့မဟုတ်ဘူးကျွန်တော်တို့လူလူတွေကျွန်တော်တို့ပြည်သူတွေရဲ့လက်တလုံးအကျိုးဖြစ်ထွန်းမှုအတွက်အာကျွန်တော်တို့ဒါအကောင်းဆုံးစေရေးနိုင်ငံရေးနော်တစ်ခုလုံးကနေပြီးတော့ညပြီးတော့ကြိုးစားဆောင်ရွက်သွားမယ်ဆိုတာလည်းဒီနေရာမှာကျွန်တော်တို့ဟိုပြောလိုပါဒီအနာရီအနေနဲ့ကတော့ရှိတဲ့လောက်ခင်အားနဲ့ကျွန်တော်တို့ဒီခရီးကိုဆက်သွားနေမှာပါပြောခဲ့သလိုပေါ့နော်ကျွန်တော်တို့က Federal Democracy ကြွေးကြော်လာပြီမယ်လို့တကယ်တော့ ကျွန်တော်တို့ပြည်သူလူထုရဲ့ကြိုးစားပွားအတွက်ရည်ရွယ်တာပါအဲ့ဒီမှာတနိုင်ငံလုံးစာမတက်နိုင်ရင်ကျွန်တော်တို့ data တစ်ခုသာကျွန်တော်တို့ရအောင်ကြိုးစားမယ်အတက်နိုင်ဆုံးကျွန်တော်တို့ကြောင်းလဲစဉ်းစားတင်တာတွေကိုကြောင်းလဲစဉ်းစားပြီးတော့အာကျွန်တော်တို့ laptop အချို့ဖြစ်ထွားမှုတွေကိုကျွန်တော်တို့ရအောင်ကြိုးစားပြီးသွားမယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့အသက်တွေဘဝတွေပုံသိက္ခာတွေဘာပဲရင်းရရင်းရကျွန်တော်တို့လူထုအတွက်ဆိုရင်ကျွန်တော်တို့ကဒါအကောင်းဆုံးပေးဆက်သွားမယ်ဆိုတော့လေဒီနေရာမှာတပါးလေးပြောလို့ဟုတ်အဲ့ဒီမှာတော့ဟိုကျွန်တော်တို့ကဟို စ်သားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်ဘူးလို့နိုင်ငံရေးသမားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ယုံကြည်ချက်အတွက်ကျွန်တော်တို့ကလက်နက်ကင်ပြီးတော့စစ်သားတို့မဟုတ်ဒေါ်လာရေးသမားတွေလောက်ခဲ့ရကျွန်တော်တို့ရဲ့ယုံကြည်ချက်ကျွန်တော်တို့ရဲ့မျှော်လင့်ချက်အတွက်ကျွန်တော်တို့ကဒီနိုင်ငံရေးနယ်ပယ်လေးကိုဝင်ပြီးတော့နိုင်ငံရေးသမားတွေဟိုလောက်ခဲ့ရဒါပေမဲ့ဟောကျွန်တော်တို့ရှေ့ရှေ့မှာရှိတဲ့ဒါညေပိုတွေဆရာဆရာတွေရဲ့လက်တွဲခေါ်ယူမှုဟိုဖေးမမှုတွေကိုတော့ကျွန်တော်တို့ဟိုအားကိုမျှော်လင့်ခဲ့တာလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာအဲကျွန်တော်တို့ရတဲ့သူတွေဒီကရပြီးတော့မရတဲ့သူတွေဒီကမရနော်အဲ့ဒီမှာ ရတာမရတာဆိုတာတက်ကိုပဲတချို့ကလက်တွဲခွန်တယ်လို့တချို့ကတော့တွန်းတိုက်တယ်ဖြိုလဲတယ်ပေါ့နော်အဲ့ဒီအနေအထားတွေလည်းကျွန်တော်တို့ကြုံခဲ့ရအဲ့ဒါကြောင့်ကျွန်တော်ခုနကပြောတာအန်အော်ထိတ်လန့်စရာအခြေအနေတွေလည်းနိုင်ဒီနိုင်ငံရေးစာမျက်နှာပေါ်မှာကျွန်တော်တို့အများကြီးကြုံခဲ့ရအဲ့တော့ကျွန်တော်တို့ကအရင်ကြီးနိုင်ငံရေးလောဘတော့ဟိုမကြီးရတော့ကြီးကြီးကျယ်ကျယ်တွေလည်းဒါကျွန်တော်တို့မပြောရတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မူအရာရှိနေပြီမယ်လို့လက်တလောကတော့ကျွန်တော်တို့ data ကျွန်တော်တို့လူတုအတကယ်ကိုပဲအတိတ်ကတည်းကအကျိုးဖြစ်ထွန်းမှုကိုဥတည်ပြီးတော့ကျွန်တော်တို့ကြိုးစားသွားမယ်အဲ့ဒီအတွက်ဈေးရနိုင်ငံရေးကျွန်တော်တို့ရှိသလောက်အားလေးနဲ့ကျွန်တော်တို့ရအောင်လုပ် ဲ့ဒီမှာလူတွေရဲ့ဝန်ရံမှုကိုလည်းအဲကျွန်တော်တို့ပြောလဲနေအဲအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာ project 2025ဆိုပြီးတော့ကဏ္ဍရေး campaign လေးလုပ်ထားတာရှိတယ်ပေါ့နော်အဲ့ဒါလည်းအတက်နိုင်ဆုံးပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့ရဲဘော်တွေရဲ့ကိုစားဒါတိုက်တွန်းပြောကြားလိုတယ်ပေါ့နော်